လာမယ့်2015-2016ဘန်နာနှစ်အတွင်းရန်ကုန်မြို့မှာဆက်လေကားပါဝင်တဲ့လူကူးကုန်းကြော်တရားအချို့အသစ်ထပ်ဆောက်ဖို့ရှိရလို့ရန်ကုန်မြို့တော်စီပင်သားရဲကော်မတီလမ်းနဲ့တရားဌာနကသိရပါဗျ။လာမယ့်ဘန်နာနှစ်မှာလူကူးကုန်းကြော်တရားစုစုပေါင်း6ဆင်းကိုရန်ကုန်မြို့မှာထပ်မံတည်ဆောက်မှာဖြစ်ပြီးအဲ့ဒီထဲမှာဆက်လေကားပါဝင်တဲ့လူကူးကုန်းကြော်တရားတွေလည်းပါဝင်လာမှာဖြစ်ပါတယ်။အဆိုပါတရား60ရင်းအတွက်ကုန်ကြငွေ7.52ဘီလီယံရထားတယ်လို့ ပြီးခဲ့တဲ့2014ခုနှစ်ဒီဇင်ဘာလအတွင်းကပြုလုပ်ခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးလွတ်တော်အထူးစည်းဝေးမှာရန်ကုန်မြို့တော်ဝန်ကတင်ပြခဲ့တာဖြစ်ပါတယ်။ရန်ကုန်မြို့မှာဆက်လီကပါဝင်တဲ့လူကူးကုန်းကြော်တရားတွေကိုပြီးခဲ့တဲ့2013ခုနှစ်စီးကိန်းမတိုင်မီကတည်းကပန်ဆိုရန်ဒလကရိုးစိတ်အင်းကဘာရေးကမုံပွင့်ကုန်တိုင်းရှိနေတဲ့ မမတော်မျိုးနဲ့လမ်းသစ်လမ်းအနီးတို့မှာဆောက်လုပ်ဖို့စီစဉ်ခဲ့ပေမဲ့လည်းမဆောက်လုပ်ဖြစ်ခဲ့ပဲ2014ခုနှစ်အတွင်းမှာသာပန်ဆိုရန်ဒလဂရုစိတ်အနီးကန္နာလန်းပေါ်မှာဆောက်လုပ်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတံတားဆောက်လုပ်ပြီးပေမဲ့လည်းအချို့ဟာလူကူးကုန်းကျော်တံတားပေါ်ကဖြတ်သန်းသွားခြင်းမရှိတဲ့အတွက်ရင်းနှင်းရဲတွေပင်စင်စားစီပင်ထိန်းသိမ်းရေးဝန်ထမ်းတွေနဲ့စီကံထိန်းသိမ်းနေပြီးအဆိုပါကုန်းကျော်တံတားမှာပါဝင်တဲ့ဆက်လီကားတွေဟာအချိန်ပြည့်လည်ပတ်နိုင်မှုမရှိတာကြောင့်အချို့ကုန်းကျော်တံတားပေါ်မှာဖြတ်သန်းသွားလာခြင်းမပြုဘဲလမ်းပေါ်မှာသာဖြတ်သန်းသွားလာနေကြတာဖြစ်ပါတယ်။ပန်ဆိုရန်တလကရိုးစိတ်အနီးဟာနေ့စဉ်ဖြတ်သန်းသွားလာသူများပြရတဲ့နေရာဖြစ်ပြီးအဲ့ဒီနေရာမှာကွန်တိန်နာယာဉ်တွေလည်းဖြတ်သန်းသွားလာရရှိရာကြောင့် လမ်းဖြတ်ကူးသူတွေအတွက်အန္တရာယ်ရှိနေတာကြောင့်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်